လီဇာလိုနိုင်ငံကုန်ဆောင်ပေးမဲ့အစောတော်တယောက်ဖြစ်အောင်မြင်လာတော့မဲ့ကြောက်ပရောင်းသား smile one အလုံးမဲမိကလာပေါင်းဗမစ်နောင်ကနေကျဆလိုက်ပါတယ်ထိုင်းနိုင်ငံကလီဇာက blackpink ဖွဲ့မှအောင်မြင်လာပြီးထိုင်းလူမျိုးတွေအတွက်လည်းဂုဏ်ယူစရာဖြစ်လာတာပေါ့မြန်မာနိုင်ငံကနေနိုင်ငံတကာထိအောင်မြင်နေတဲ့အစောတော်တွေကရှာပါတာကြောင့်ဒီလိုအောင်မြင်ထုံပေါက်တဲ့သူကိုပေါ်ထွက်စေခြင်းကြပါတယ် K-pop ကိုစိတ်ဝင်စားလို့ကိုရီးယားက entertainment တွေမှာပါဝင်ရအောင်ကြိုးစားနေတဲ့မြန်မာလူငယ်တွေလည်းအများကြီးရှိတာပေါ့ မြန်မာနိုင်ငံကနေ K-pop idol ဖွဲ့တွေမှာအောင်မြင်နေတဲ့မျိုးသမီးအစိုးတော်တွေရှိပေမဲ့လည်းအမျိုးသား idol ကတော့ရှားပါးနေပါတယ်မြန်မာနိုင်ငံကကြောက်ပရောင်းမျိုးသား Smile One ကတော့မကြာခင်မှာ P-pop နဲ့ K-pop အဖွဲ့တစ်ခုနဲ့အတူပေါ်ထွက်လာတော့မှဖြစ်ပါတယ် Global Point Group Project ကိုဖြစ်တဲ့ Be the Next Nine Dreamed Idol Survivor Show ကိုလွန်ခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့ပြီးဒီပွဲမှာရွေးချယ်ခံရဖို့အတွက်လူများစွာဝင်ပြန်ခဲ့ကြပါတယ်။မြန်မာနိုင်ငံသားဖြစ်တဲ့ Smile One ကလည်းရွေးချယ်ခံရဖို့အတွက် Voting စနစ်နဲ့ပြိုင်ခဲ့တာပေါ့။ Smile One ကတော့ဒီအဖွဲ့မှာ Rank စနေရကနေအဖွဲ့ဝင်တယောက်ဖြစ်ခွင့်ရသွားပါတယ်။သူတို့ကိုဖွဲ့စည်းပေးမဲ့အဖွဲ့ရဲမှာကိုရီးယား၂ယောက်၊ဖိလစ်ပိုင်၆ယောက်နဲ့မြန်မာတယောက်ပါဝင်ပြီးအနုပညာအလုပ်တွေကိုဖိလစ်ပိုင်မှာရောကိုရီးယားနိုင်ငံမှာပါလောက်ကင်သွားမှာပေါ့။အဖွဲ့နာမည်ကိုမကျင်းညာသေးပေမဲ့လည်းသူတို့ကိုပွဲ ထုတ်ပေးမယ် entertainment ကတော့နာမည်ရှိပေးတာဖြစ်ပါတယ် smile one ကိုယ်တိုင်ကလည်းဒီအဖွဲ့မှာရွေးချယ်ခံရလိမ့်မယ်လို့မထင်ထားခဲ့ပါဘူး smile one တို့ရဲ့ people and kpop အဖွဲ့ကတောင်ကိုရီးယားနိုင်ငံက mrt entertainment နဲ့စာချုပ်ချုပ်သွားမှာဖြစ်ပါတယ် kpop အဖွဲ့တစ်ခုအောင်မြင်ဖို့အတွက် entertainment ကအရင်မမဖို့လေအရေးကြီးတာကြောင့်ဒီ entertainment ဟာအရင်အဖွဲ့တွေမှာရောအဆင်ပြေရဲ့လားဆိုတာသိချင်းကြပါတယ် မမလန်းဖွဲ့ကိုလည်း MNT Entertainment ကပဲပွဲထုတ်ပေးကြတာဖြစ်ပြီးဖိလစ်ပိုင်မှာရောကိုရီးယားမှာပါမိတ်ဆက်သွားမှာဖြစ်လို့ဒေတာပေါအောင်မြင်မဲ့အဖွဲ့ဖြစ်လာတော့မှာပေါ့အရေးချင်းစစ်တဲ့လူဦးရေ85ယောက်ထဲကနေ6ယောက်ကိုပဲရွေးချယ်တာဖြစ်ပြီးအဲ့ဒီထဲမှာတော့ထူးထူးခြားခြားအဖြစ်မြန်မာနိုင်ငံက Smile One ကပါဝင်သွားတာပေါ့ စမိုင်းဝမ်ကမန္တလေးတိုင်းဒေသကြီးကြောက်ပရောင်းမြို့ဇာတိဖြစ်ကောင်းမြန်မာနာမည်ကဇင်ဦးတော်ဖြစ်ပါတယ်အသက်20အရွယ်သာရှိသေးတာကြောင့် K-pop ဖွဲ့မှအောင်မြင်အောင်စူးစမ်းဖို့အတွက်အချိန်နည်းများစွာကြံ့ရင့်နေသေးတာပါစမိုင်းဝမ်ဟာ K-pop ဖွဲ့တစ်ခုမှပါဝင်နိုင်အောင်အရေးချင်းတွေကိုလည်းဖြည့်ထားပေးတာဖြစ်ပါတယ်ပြိုင်ဆိုင်မှုများပေမဲ့လည်းသူတို့အဖွဲ့ထဲမှာတယောက်ထဲသောမြန်မာနိုင်ငံသားတယောက်ဖြစ်လာတာပါစမိုင်းဝမ်ဟာမြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသား K-pop idol တယောက်ဖြစ်လာတာကြောင့်မြန်မာပရိသတ်တွေကတော့အားပေးကြမှာပါ K-pop idol တယောက်ဖြစ်အောင်အသက်ငယ်ငယ်10နှစ်ကျော်အရွယ်ကလေးကလေ့ကျင့် ေကြဖြစ်ပြီးမိုင်းဝမ်ကဒီနှစ်မှာပွဲဦးထွက်မယ်ဆိုတာကြောင့်အရန်တော့နောက်မကျသေးပါဘူး။မြန်မာနိုင်ငံကနေပြည်ပနိုင်ငံထိအောင်မြင်ပြီးလက်တွဲအလုံးလုံးနေတဲ့အနည်းပညာရှင်တွေနဲ့ပေါင်းနေတဲ့အချိန်မှာ စမိုင်းဝမ်ကတော့ K-pop တယောက်ဖြစ်ထွက်ပေါ်လာတော့မှာပေါ့ဒီနှစ်ထဲမှာသူတို့ရဲ့အဖွဲ့ကိုစတင်မိတ်ဆက်မယ်လို့ခန့်မှန်းထားကြပြီးစမိုင်းဝမ်ကိုအားပေးမဲ့ market ပြည်သက်တွေရှိနေပါပြီစမိုင်းဝမ်ကချောမောလှပတဲ့ရုပ်ရင်နဲ့မြန်မာတဲ့အရမောင်ရှိသူဖြစ်ကအခန့်လေကောင်းတဲ့သူပါရှိပီတာ K-pop idol အဖွဲ့တွေလည်းအောင်မြင်နေကြသလိုနောက်ထပ်အဖွဲ့တွေလည်းထွက်ပေါ်လာနေကောင်းလူအများလက်ခံအားပေးဖို့ဆိုတာကတော့မလွယ်ကူပါဘူးအဖွဲ့တွေဖွဲ့ပြီးမှမအောင်မြင်ကြတဲ့သူတွေလည်းရှိသလိုစီကံတင်းကျပ်တဲ့စာချုပ်တွေကြောင့်နှုတ်ထွက်သွားကြတဲ့သူတွေလည်းရှိပါတယ်စမိုင်းဝမ်ကတော့မြန်မာနိုင်ငံရဲ့ပထမဆုံး ်မေးအိုက်တော်ဖြစ်တော့မှာမလို့ကဘာကျော်တဲ့အထိအောင်မြင်မလားဆိုတာဘရဒတ်တွေကစောင့်ကြည့်နေကြပါတယ်။ကျောက်ဘရောင်းသားလေးစမိုင်းဝမ်ကိုဘရဒတ်ကြီးရောအားပေးမလားဆိုတာခေါမမဖျက်ပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။